စိတ်တွေတည်ငြိမ်ခြင်းမှဖြစ်ရှင်မှာအရန်ကောင်းတဲ့အစာစုလေးပါ1တကယ်လို့ကိုယ့်ကိုအဖော်ပြပေးသူမရှိတဲ့အခါမှာတယောက်တည်းတခြင်းနာထောင်ပါစဖတ်ပါစရေးပါဒါဟာကောင်းတဲ့အခြင်းဖြစ်တယ်2တကယ်လို့တယောက်တည်းအထူးကြံဝမ်းနေတဲ့အခါမှာတောင်းတနေရမှာဒါမှမဟုတ်အခန်းထဲမှာစောင်းကောင်းမေးချုပ်ပြီးငိုလိုက်ပါအကြသူရဲ့နှစ်သိမ့်မှုတွေမလိုပါဘူးငိုပြီးတာနဲ့စိတ်တွေလန်းဆန်းလာလိမ့်မယ်3 စိတ်ထိခိုက်တဲ့အခါယုံကြည်ရတဲ့တငယ်ချင်းကိုရင်ဖွင့်ပါတယောက်တည်းစိတ်ညစ်စရာတွေကိုရင်ထဲသို့ပဲထားမယ်ဆိုရင်ကိုယ့်ကိုပို့ပြီးတော့မှစိတ်ထိခိုက်စေတယ်လင်းမပျော်ရွှင်တဲ့အချိန်မှာကောင်းငင်ပြာကိုမော့ကြည့်ပါကျယ်တွေကိုရေတက်ပါအပြောကျဲတဲ့ကောင်းငင်မှာကိုနဲ့သက်ဆိုင်တဲ့အချစ်တခုတော့ရှိနေပြီငါမဆိုးဘူးဆိုပြီးကိုကိုကိုယုံကြည်မှုတခုတော့ပေးပါငါမိသားစုအပါအဝင် ကိုနှစ်သက်တဲ့သူရဲ့မွေးနေ့ကိုမူရီတာပွားပါကိုမွေးနေ့ကိုလည်းမူရီတာပွားပါမွေးနေ့မှာလက်ဆောင်ပေးသူမရှိရင်ဝမ်းမနေပါနဲ့လှပတဲ့လက်ဆောင်လေးဝယ်ပြီးအဖေအမေကိုပေးနိုင်ပါနဲ့ချောင်းအားလက်ချိန်မှာငိန်ညောင်းတဲ့သချင်းလေးတွေနားထောင်ပါစာကောင်းလေးတွေရှာဖတ်ပါခဏတာအိပ်စက်ပါခုနေအခုချိန်ကနေစပြီးထက်မြက်သူဖြစ်ပါစေငါ့ကိုလွမ်းလာချစ်လားလို့ တစ်ဖက်သားကိုတောင်းမမေးပါနဲ့တကယ်လို့ तू လွမ်းရင် तू ချစ်ရင်သူ့ဘာသာ तू ပြောပါလိမ့်မယ်ကိုသွားမေးနေရင် तू ဘဝင်မြင့်သွားလိမ့်မယ်ရှင်ကိစ္စတချို့လူတချို့ကြောင့်ကိုကိုတိတ်မရက်ဆက်မိစေတယ်ဥပမာသမဲမဆားတာငိုတာအခန်းအောင်းတာစိတ်အနှောက်အယှက်ဖြစ်တာဒါတွေကလူနှုံလူအရီလုပ်တဲ့အလုပ်ဖြစ်တယ်တခါတလေမှနှုံအတာပဲကို ဘလို့ကြောင်းကြောင်းပဲဖြစ်ဖြစ်သူတစ်ပါးနောက်ကေမှာသူမကောင်းကြောင်းမပြောပါနဲ့ပြောခဲ့ရင်လည်းကောင်းကြောင်းပဲပြောပါမိတ်ဆွေတူပူတာကရန်သူတယောက်တူတာထက်ပိုကောင်းပါနဲ့တစေပြောเสียရှိလို့ပြောမယ်ဆိုလေအရင်နေ့ဆုံးတငယ်ချင်းရှေ့ဖြစ်ရမယ်ပြောချင်တာပြောပြီးရင်ကိုကိုစိတ်ညစ်စေတဲ့အရာတွေကိုမေ့ပြန်နိုင်ရမယ်စတိအတတ်နိုင်ဆုံးလူတွေနဲ့မငင်းကုန်မိအောင်ကြိုးစားပါဒေါသထွက်နေသူတယောက်က ခုကန်စားချက်ကိုမထိန်နိုင်တဲ့အယူတရားနဲ့တူပြီးအရန်ကြောက်ဖို့ကောင်းပါလေ။ဒီကံပြီးပြဿနာအရင်းမြစ်ကိုရှာပါ။စိတ်တွေတည်ငြိမ်ခြင်းမှ ဖြေရှင်းပါ။မွေးရသားသူအားခရစ်တစ်ဖြစ်ပါရဲ့ဗျာ။